ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ် ကောင်းမွန်သောနေလီတနည်းဖြစ်ပါစေဒီနေရာကနေပြီးတော့စုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဒီနေ့မှာဒါကြောင့် Manchester United အသင်းရဲ့သတင်းတွေနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးပြောသွားခြင်းနဲ့ဒါပေမဲ့ဒီနေ့မှာအဓိက highlight သူသွားခြင်းတာကတော့ Manchester United အသင်းနေနဲ့လာမယ့် New Year ဒီမှာအခုလက်ရှိသူတို့အငှားချထားတဲ့ကစားသမားတွေစီကနေပြီးတော့ဒါကျွန်တော်တို့အမျက်မြ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 ရပြီးတော့ရောင်းချသွားဖို့အတွက်ပြင်ဆင်နေတယ်လို့ကြားသိရတယ်မှာပါတယ်အခုလက်ရှိ Manchester United အသင်းအငှားချထားတဲ့ကစားသမားတွေက United အသင်းနေနဲ့အသင်းကိုပြန်ခေါ် ဖို့အတွက်စီစဉ်မရှိဘဲနဲ့အငှားချထားကစားသမားတွေကိုကြိုက်နှက်တတ်တယ်ဆိုရင်တော့အပိသက်ခေါ်ယူခွင့်နဲ့အတူအသင်းတွေကိုတခါတည်းရောင်းချဖို့အတွက်ပြင်ဆင်လာခဲ့တယ်။အဲဒီနေရာမှာပြောရမယ်ဆိုရင်လက်ရှိမှာဒါ United အသင်းနဲ့အသင်းကြီးကစားသမားတွေရှိလို့လူငယ်ကစားသမားတချို့ကလည်း United အသင်းကရောင်းချဖို့အတွက်ပြင်ဆင်လာတယ်။အဲပထမဆုံးအနေနဲ့ပြောရမယ်ဆိုလက်ရှိမှာ hot ဖြစ်နေတဲ့ topic တစ်ခုက Marcus Rashford ပဲ။ Marcus Rashford Manchester United အသင်းနဲ့အသင်းမှာလုံးဝအနာဂတ်စီစဉ်မရှိတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ရောင်းချသွားဖို့အတွက်ပဲစီစဉ်နေတယ်။ ဒါပြန် market ratio နည်းခုလက်ရှိ Aston Villa အသင်းမှာသူ့ရဲ့လာကျွန်တော်ယာတီကပြီးဆုံးသွားခဲ့ဖြစ်ပြီးတော့သူ့နေတကောင်ကျော်ဒဏ်ရာအသေးစားရရှိသွားတဲ့အတွက်ကြောင့်မို့လားလက်ရှိယာတီပိတ်ပွဲစဉ်တော်မှာပါဝင်နိုင်ဖို့တည်းမဖြစ်နိုင်တော့ဘူးဆိုပြီး David Austin ကသူ့ရဲ့ article မှာလွန်ခဲ့တဲ့2ရက်လောက်ကရေးသားထားခဲ့တယ်အဲ့တော့လက်ရှိမှာ Aston Villa အသင်းမှာဒါကျွန်တော် market ratio ရှိမယ်မရှိဘူးဆိုတဲ့ပြဿနာကတော်တော်လေးကိုထင်တာထက်ပိုကြီးတယ်ဘာကြောင့်လဲ Aston Villa အသင်းနဲ့ခုလက်ရှိဒါရလပိုင်းဆိုင်ရာဆိုရင်ပြောရမယ်ဆိုရင်ဥရောပဝင်ဝင်မတိကြရင်ဒါမှရှိတယ်တိကြတယ်မဟုတ်ဘူးလောလောမှာ FA Villa ပါပြုတ်သွားတဲ့ကြောင့် စတန်ဗလာအသင်းမှာဖလားမျောလင်းချက်တော့လည်းမရှိတော့တဲ့ပြင်ဥရောပဝင်ခွင့်မှာလည်းယူရိုပါလိလောက်သာဝင်မယ်ဆိုရင်တော့မှမာကာရိုရှိုကိုဒါအစတန်ဗလာအသင်းနေနဲ့ခေါ်ယူနိုင်ဖို့အတွက်ခက်ခဲမယ်အဓိကမာကတ်ရက်ရှိုရဲ့လုခလာစားပဲတပတ်လုခပေါင်3သိန်းကိုအစတန်ဗလာအသင်းနေဥရောပဝင်ခွင့်မရဘင်းနဲ့ဒါကျွန်တော်တို့ပြောမှာဆိုအဓိကချန်ပီယံလိဝင်ခွင့်မရဘင်းနဲ့ဒါကျွန်တော်တို့ နဇာသမားကိုခေါ်ယူနိုင်မှုဆိုတော့တော်တော်လေးကိုခက်ခဲနေတာရှိတယ်။ကောလာဟာလာတွေအရာဆိုလူခုလက်ရှိမှာ Manchester United အသင်းကိုပြန်ပို့တဲ့ဆိုင်လေ Market Ratio ကတော့အသင်းတနေရာကိုပြောင်းမှုတဲ့အစီအစဉ်ရှိတယ်။ဒါပေမဲ့ Market Ratio တကခုလက်ရှိမှာဒါ Gwin တခုရှိတာကပါလဲဆိုတော့သူ့အနေနဲ့ဒါသူ့ကိုစိတ်ဝင်စားတဲ့ club တွေထဲမှာ Barcelona အသင်းပါနာဖြစ်တယ်။ကစားသမားကိုယ်တိုင်ကလည်း Barcelona အသင်းစိတ်ဝင်စားခံတာကောင်းကောင်းကြီးနားလည်ထားပြီးတော့သူ့အနေနဲ့ Barcelona အသင်းကိုပြောင်းချင်တယ်။သူ့အနေနဲ့ Barcelona အသင်းနဲ့ Aston Villa အသင်းကိုရွေးချယ်ရမယ်ဆိုရင် Barcelona အသင်းကိုပဲသူကရွေးချယ်မှာဖြစ်ပြီးတော့သူ့အနေနဲ့ Barcelona မှာသူ့ရဲ့အနာဂတ်ကပို ို့ပြီးတော့တောက်ပလာနိုင်တယ်လို့သူနဲ့ယူဆတယ်။အခုလက်ရှိမှာသူနေနဲ့အသက်ရွာဖြစ်လက်တာကျွန်တော်အသက်ပိုင်းချတိတ်ဤအရန်ကြီးမကြီးသေးတဲ့အတွက်ကြောင့်ဘာဆူနာအသင်းမှာသူနေနဲ့ဒါနေရာတစ်ခုရပြီးတော့ကောင်းကောင်းမွန်ပြတတ်နိုင်မယ်လို့မြင်နေ။ဘာဆူနာအသင်းကတော့ရှင်းတယ်။သူတို့နေနဲ့အခုလက်ရှိမှာ Faran Torres ကိုအရင်ဆုံးရောင်းချကိုပြင်ဆင်နေတယ်။ဒါပြင် Rafinha ကိုလည်းရောင်းဖို့တော့သူတို့နေနဲ့ကြည့်နေတဲ့နေရာမှာပါတယ်။အဓိကက Faran Torres ကိုရောင်းဖြစ်ခဲ့မယ်ဆိုရင်တော့အကယ်၍ Manchester United အသင်းစီကနေပြီးတော့ဒါပေါင်သန်း40လောက်နဲ့ကစားသမားကိုရနိုင်မယ်ဆိုရင်တော့ Market Ratio က ဘာစလိုနာသင်းတို့အဖြစ်တစ်ခုဖြစ်သွားနိုင်တယ်ဒါပေမဲ့အဓိကဒီညမှာဒါ market ratio ကိုဒါကျွန်တော်ဘာစလိုနာသင်းနဲ့ခေါ်မယ်ဆိုရင်တော့မှဒါ foreign tourist ကိုဒါကျွန်တော်ရောင်းပြီးခေါ်ယူမှဒါအဓိကပြဿနာအဓိကဒါကျွန်တော်တို့ကစားသမားကိုခေါ်ယူဖို့တော့လွယ်ကူမယ်ပေါ့နော်ဘာစလိုနာသင်းကလာမယ့်နေရာဒီမှာတို့တို့ပလန်တွေကလည်းအများကြီးရှိပြီးတို့နေတာကျွန်တော် super star signing တွေကိုလည်းဘာစလိုနာသင်းနဲ့ခေါ်ဖို့တော့ season ရှိတယ် market ratio ကဒီကစားသမားရဲ့တယောက်ပြစ်မှတ်အနေနဲ့ပြောလို့ရတယ်တမပါတယ် market ratio အနေနဲ့ခုလက်ရှိမှာ aston villa အသင်းကိုအပြီးသက်မပြောင်းခြင်းအကယ်၍ aston villa အသင်းနဲ့ချန်ပီယံလိမဝင်ခဲ့ဘူးဆိုရင်ပေါ့နော်အဲ့တော့ aston villa အသင်းအနေနဲ့ချန်ပီယံလိဝင်ခွင့်ရမရကဒါ market ratio ရဲ့အနာဂတ်နဲ့အများကြီးသက်ဆိုင်တဲ့တမပါတယ်။ Aston Villa အသင်းကချန်ပီယံလိမရခဲ့ဘူးဆိုတော့အခုလက်ရှိမှာသူတို့အနေနဲ့ Anson Cio ကအသင်းမှာဆက်ထားဖို့ရှိပြီးတော့ market ratio ကိုတော့ United အသင်းစီပြန်လှုပ်ဖို့ရှိတယ်။ United အသင်းရဲ့ market ratio ကိုအသင်းမှာလက်ခံဖို့လုံးဝစီစဉ်မရှိဘဲနဲ့ဒါသူ့အနေနဲ့ manager မဟုတ် manager Manchester United အသင်းရဲ့ market ratio တွေဒါကျွန်တော်တို့အဲဇလန်တွေကဒီမာတွေပြီးဆုံးသွားပြီဖြစ်ပြီးတော့ Ruben Amorim ကိုယ်တိုင် market ratio မရှိတဲ့အနာဂတ်တစ်ခုကိုဒါရှေ့ကိုသွားဖို့အတွက် ready ဖြစ်နေပြီလို့ကြားသိရ ဲ့တယ်မှာပါတယ်။ကောလာဟာလာတရင်နေရဆိုတော့ market ratio အနေနဲ့ Manchester United အသင်းမှာသူ့အနေနဲ့ပြန်လည်ပြီးကစားလူပေမဲ့ Amoring ကလက်ရှိမှာသူနဲ့ဒါစကားပြောပြီးနောက်မှာဒါ market ratio အလိုမရှိတော့တဲ့အကြောင်းကိုလည်းသိလိုက်ရပြီလို့သိရတယ်မှာပါ။အဲ့တော့ market ratio ကိုတော့လာမယ့်နေရာဒီမှာ Manchester United အသင်းနဲ့ Aston Villa အသင်းအပိသက်မဝယ်ခဲ့ဘူးဆိုရင်တော့သူတို့အနေနဲ့အသင်းမှာဆက်ထားသွားဖို့မရှိဘဲနဲ့ရောင်းချသွားဖို့ဒါပြင်ဆင်သွားမယ်ဆိုတဲ့တဲ့ကအ အမှန်ပဲဖြစ်ပါတယ်အခုလက်ရှိမှာဒါ market ratio အနေနဲ့လေဒါ Aston Villa အတွက်မှာသူ့အနေနဲ့ရာသီကုန်သွားခဲ့ပြီဖြစ်တဲ့သူရဲ့ဒဏ်ရာကြောင့်မို့လက်ရှိမှာလက်ကျန်ပွဲတွေအကုန်လုံးကိုလည်း market ratio လွဲချော်တော့မှာဖြစ်တဲ့ဆိုပြီး David Austin ကတော့အတီးပြူထားတာကိုတွေ့ရမယ်တမပါတယ်နောက်တစ်ယောက်လက်ရှိမှာ Jaden Sancho အခုတလုံးမှာ Jaden Sancho ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော်တော်လေးကိုအေးတယ်လို့ပြောလို့ရတယ်တမပါတယ်ပထမ Jaden Sancho နဲ့ဗမာဦးကောင်းကြီးနဲ့ပတ်သက်ပြီးဒါကျွန်တော်လက်ရှိမှာတော်တော်လေးကို hot သွားခဲ့ပြီးမြဲ Chelsea တင်းနဲ့အခုလက်ရှိမှာဒါ Jaden Sancho ကိုပြန်လွှတ်မှာလား25သန်းနဲ့ဝယ်မှာလားဆိုတဲ့မေးခွန်းကျွန်တော်မေးရမယ်တမပါတယ်အခုချိန်ထိဒါကျွန်တော် တချို့သောသတင်းမှာနှစ်ဆိုင်ဖြစ်နေတုံးပဲဖြစ်တယ်။ Manchester United အသင်းကို9သန်းလောက်နဲ့ပြန်ပေးဖို့အတွက်စီစဉ်ရှိပြီး25သန်းပေးဖို့လုံးဝစီစဉ်မရှိဘူးဆိုတော့ဒါကြောင့်တချို့ကလည်း25သန်းနဲ့ဝယ်ပြီး Jadon Sancho ကိုပြန်ရောင်းလို့ရမယ်ဆိုတော့ဒါကြောင့်ဒါပေမဲ့ကျွန်တော်ထင်တာကတော့နော်လက်ရှိမှာကျွန်တော်မြင်ရပြောမယ်ဆိုရင် Manchester United အသင်းကိုသူတို့နေ Jadon Sancho 9သန်းနဲ့ပြန်ပို့နာနိုင်မယ်လို့မြင်တယ်။ဘာကြောင့်လဲဆိုတော့အခုလက်ရှိမှာဒါကျွန်တော် Chelsea တဲ့နဲ့ Lamine တွေရာဒီမှာ Jadon Sancho ထက်ပိုကောင်းပြီး upgrade လုပ်မယ်ဒါကျွန်တော်ကစားသမားတစ်ယောက်ကိုခေါ်ဝါဖို့အတွက်ပြင်ဆင်နေခဲ့တယ်။တောင်ပန်ကစားသမားနေရာမှာအခုလက်ရှိမှာ Nico Williams လို့ကစားသမား မျိုးနဲ့ချိတ်ဆက်နေတယ်လို့ဒါကျွန်တော်တို့ Juventus ရဲ့ဒါတောင်ပန်ကစားသမားဖြစ်တဲ့ Yudis ကိုလည်းစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဒါအပြင်ခုလက်ရှိမှာ Chelsea အသင်းက Giddens ကိုခေါ်ယူဖို့တအကြီးကျယ်ကြိုးစားနေတာဖြစ်ပြီးတော့ Sancho ကလည်းကြောင့်မို့ဒါဒီနေရာမှာဒါခေါ်ယူမှုမရှိနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်တယ်။အဓိကကတော့ Sancho ရဲ့လောက်ခလာစားပဲ။တပတ်လောက်ခလာစားလား3သိန်းလောက်ပေးနေရမယ့်အခြေအနေတစ်ခုကို Chelsea အသင်းနဲ့မလုပ်ချင်မဲနဲ့ဒီ3သိန်းလောက်ပေးရမယ့်ဆိုတာလူငယ်ကစားသမားချေတက်ကစားသမားကိုခေါ်လိုက်တာကသူတို့အသင်းအတွက်ပိုအဓိပ္ပာယ်ရှိတယ်ဆိုပြီးတော့ဒါလက်ရှိမှာဒါကျွန်တော်ဘိုလီဒိုဘက်ကလုံမသတ်မှတ်တယ်။အဲ့ဒါကြောင့်မို့လက်ရှိမှာ Jadon Sancho ကို Manchester United အသင်းစီကိုဒါကျွန်တော် Chelsea အသင်းကပြန်ပို့ဖို့ရှိတယ်။ဒါပေမဲ့ Jadon Sancho အနေနဲ့လာတဲ့ Manchester United အသင်းစီပြန်ရောက်မယ်ဆိုရင်တော့မှ Jadon Sancho ကို Manchester United အသင်းကအသင်းမှာလုံးဝအထားဖို့စီစဉ်မှုရှိပဲနဲ့ချက်ချင်းဆိုလိုပြန်ပြီးတော့အယောင်စီးရင်တင်သွားဖို့တည်ဆင်လာခဲ့တယ်။ပြဿနာက Jadon Sancho ရဲ့လက်ရှိလောက်ခလာစားပါပဲ။ Jadon Sancho ရဲ့လောက်ခလာစားကိုဒါကျွန်တော်ဘယ်အသင်းမှအကြီးကျယ်မပေးနိုင်တဲ့အတွက်ကြောင့် Jadon Sancho အနေနဲ့ United အသင်းကိုပြန်ရောက်လာမယ်ဆိုရင်တော့မှသူ့စီကနေပြန်ခေါ်မယ်ဆိုရင် United အသင်းဘက်ကနေပြီးတော့လာစားဒါ Chelsea လိုပဲဒါကျွန်တော်လာစားတချို့တစ်ဝက်ကိုပေးပြီးတော့ဒါ bien, viró. အာခေါ်မသာရမယ်နေဒါမှပြန်ပြီးတော့ငှားထုတ်မှရတာနေဒါမှရှိပြပိုဆိုးတာကဂျေရင်ဆန်ချိုကအခုလက်ရှိစာချုပ်တက်တက်ရနောက်ဆုံးတစ်နှစ်ထဲမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဝင်တော့မှဖြစ်တဲ့ကြောင့်ဆိုကစားသမားကိုမန်ချက်စတာယူနိုက်တက်အသင်းနဲ့ရောင်းမယ်ဆိုရင်တော့မှအကယ်အသင်းစီပြန်ရောက်လာပြီးရောင်းမယ်ဆိုရင်တော့မှတော်တော်လေးကိုမလွယ်မဲ့နေတာတစ်ခုရောက်သွားမယ်လာစားလည်းများတာတကြောင်စာချုပ်တက်တက်ရတစ်နှစ်ပဲကြံတော့မှလည်းအကယ်ခုနကပြောလို့ဂျေရင်ဆန်ချိုကိုဒီနှစ်မှဒါပတ်ဆက်ပေးပြီးမှခေါ်ပေးနေလာမယ့်နှစ်မှဒါကြောင့်အလကားခေါ်ယူလို့ရနိုင်တဲ့အနေထားမှာရှိရကြောင့်မို့ဒါဂျေရင်ဆန်ချိုကတော့မန်ချက်စတာယူနိုက်တက်အသင်းမှာတောင်းတင်နိုင်တဲ့အနေထားတွေရှိတယ်ဆိုပြီးတော့ တချို့သောသတင်းဌာနတွေကပြောထားတယ်အဲ့တော့ဂျေနင်ဆန်ဂျိုတကောင်းရတာဗမာပြည်ဥကောင်းပဲပေါ့အခုလက်ရှိမှာတော်တော်လေးကိုတိုင်ပတ်နေတာကိုတွေ့ရမယ်နောက်တစ်ယောက်ကကျွန်တော်အန်တိုနီပေါ့နော်အန်တိုနီကလက်ရှိမှာဒူးစန်းစန်းပြတာအသင်းကြီးကစားသမားတွေအခုလက်ရှိအငှားထွက်တာကစားသမားတွေမှာမှာမာကယ်ရိုရှိုတို့အဲ့ကျွန်တော်ဒါဂျေနင်ဆန်ဂျိုထက်ပို့ပြီးတော့လူကြိုက်များတဲ့ကစားသမားဖြစ်နေတယ်အန်တိုနီနဲ့အခုလက်ရှိရီယယ်ဘက်တစ်မှာခြေစွမ်းပြနေပြီးတကယ်လို့ဒါကျွန်တော်ကောင်းမွန်တဲ့ခြေစွမ်းတစ်ခုပြသခဲ့တာဖြစ်တယ်အန်တိုနီကိုမန်ချက်စတာယူနိုက်တက်ကလည်းမာကယ်ရိုရှိုလိုပဲဒါကြောင့်အသင်းကိုပြန်ခေါ်ဖို့တော့လုံးဝလုံးဝစီစဉ်မရှိဘူးသူတို့နဲ့ရရဈေးနဲ့ရောင်းချသွားဖို့တဲ့ဒီကစားသမားကိုပြင်ဆင် င်နေတယ်။ဒါပေမဲ့အန်တိုနီကိုတော့အခုလက်ရှိမှာစိတ်ဝင်စားတဲ့ကစားသမားတွေကအမှုအသိတွေကအများကြီးရှိတယ်။ယူဗင်တက်ဆိုလည်းအခုလက်ရှိမှာအန်တိုနီကိုယူဒစ်စတာထွက်သွားခဲ့မယ်ဆိုအစားထုတ်ဖို့အတွက်မျှော်လင့်နေ။တစ်ဖက်ကတော့ကျွန်တော်တို့ဘိုင်မြူနစ်တင်ကလည်းဆာ့ချ်ကနာဘရီကိုလီဗိုင်းစာနီကိုလာမက်နူရာဒီမှာထွက်သွားခဲ့မယ်ဆိုရင်တော့အန်တိုနီကိုဒါကျွန်တော်ဒီနေရာမှာအစားထုတ်ဖို့အတွက်စိတ်ဝင်စားတယ်။အန်တိုနီကိုလက်ရှိမှာဒါကျွန်တော်စီမွန်ရဲ့ကလပ်ဖြစ်တယ်ဒါကျွန်တော်တို့အက်လက်တီကိုမက်ထရစ်ကလည်းစိတ်ဝင်စားတယ်။အန်တိုနီကိုမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒါရီယယ်ပက်တစ်ကိုခေါ်ယူခြင်းနဲ့ဆိုရင်တော့ယူရို55ဆိုယူရို35နဲ့40ချဈေးတက်မှတ်ထားတယ်။ဒါပေမဲ့ရီယယ်ပက်တစ်အနေနဲ့အန်တိုနီကို ေါ်ယူခြင်းနဲ့ဆိုရင်တော့မှ conferently ဘလာရမှသာခေါ်ယူနိုင်မှုအတွက်စီစဉ်ရှိတယ်။ဒါတော့မှအရေးကြတဲ့ပြီးရမယ်သူမှမှရှိတယ်။ Real Betis ကဒါကိ Manchester United ကိုတခုခွင့်တောင်းပါကတနစ်လောက်အငားပြူပို့ချပြီးတော့ဒီနေရာမှာတနစ်ပြီးရင်တော့ကြိုက်နေတတ်တယ်ဆိုတော့ဝယ်ယူမှုကိုတော့ထည့်သွင်းပွားမှုတော့ဒါသူတို့နဲ့ပြင်ဆင်နေတယ်။ Real Betis ကသူတို့အနေနဲ့ Anthony ကိုလွယ်လွယ်နဲ့မဆုံးဆုံးစေချင်ဘူးလို့ကြားသိရတယ်မှာပါ။အဲ့တော့ Anthony ကလက်ရှိမှာဒါအငားထွက်ကစားနေတဲ့ကစားသမားတွေထဲမှာပြူတိုင်းကြိုက်တဲ့နှင်းစီကိုင်းတခုဖြစ်နေတယ်။ထူးဆဆန်းပါပဲ။တာရမလာစီယာပေါ့နော်။ဒါမှန်တမ်းပြောမယ်မလာစီယာကိုလည်းလက်ရှိမှာဒါကျွန်တော်တို့ PSV အနေနဲ့ကောလာဟာလာတွေကကျွန်တော်ဒါအပိသက်ဝယ်ယူဖို့အခွင့်အရေးတွေရှိပေမဲ့မဝယ်ယူတော့ဘူးလို့လည်းသိရတယ်မှာပါတယ်မလာစီးယားကိုလည်း Manchester United အသင်းကလာမယ့်နေရာဒီမှာအသင်းကဘလူးဘဲနေနေရောင်းထုတ်သွားဖြစ်တယ် PSV Hyderabad အနေနဲ့အခုလက်ရှိမှာအပိသက်ဝယ်ယူရင်လေဝယ်ယူမဝယ်ယူဆိုလည်း United အသင်းနဲ့အယောင်စီးတင်မှာဖြစ်တယ်အဲ့တော့လက်ရှိမှာ Manchester United အသင်းနဲ့ Market Ratio Jadon Sancho Anthony တိုင်ရမလာစီယာဒီကစားသမားတွေအကုန်လုံးကိုဒါကျွန်တော်ရာသီကိုရင်ရောင်းကိုရောင်းသွားမှာဖြစ်တယ်လို့ပြောချင်ပါတယ်ဒီကြားထဲမှာကောလာဟာလာတက်လာတဲ့တရင်တစ်ခုကဒါကျွန်တော်လက်ရှိမှာအငားထွက်ကစားနေတဲ့ရော့သဟက်ဒမ်ယူနိုက်တက်ကိုသွားကစားနေတဲ့ဒန်ဂေါလေးကိုလည်းမန်ချက်စတာယူနိုက်တက်အသင်းကရောင်းချဖို့တပြင်ဆင်နေပြီလို့ကြားသိရတယ်မှာပါပါတယ်ဒါတော့ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းလေဆိုရင်တော့ Youth Sport Media 3 points နဲ့ဒီ before you တို့မှာ ကျင်းလို့ဆိုတာပေါင်းကူညီလို့ရပါတယ်မြန်မာပြည်လည်းကလစ်ဖို့ပဲမိကြပါနဲ့အောက်က comment အနေနဲ့မှာလေ youth sport media 3.0နဲ့ db4 ရဲ့နေလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်ကျွန်တော် youtube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါဗျာမြန်မာပြည်လည်းကလစ်ဖို့ပဲမိကြပါနဲ့မြန်မြန်ကလစ်မှာမြန်မြန်နိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုးတူပါတယ်ကောင်းမွန်သောနေလေးတွေဖြစ်ပါစုစုမုံအောင်တောင်းပေးနေပဲကျွန်တော်တို့တွေနောက်မှအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးပဲကြိုးတူပါတယ်မြန်မြန်ကလစ်ပေးကြပါဗျာမြန်မြန်ကလစ်မှာမြန်မြန်နိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုးတူပါတယ်ဒေးပါပါဗျာ